အားလုံးမင်္ဂလာပါစကြောဒီနေ့ကတော့ကျွန်တော်ချီကာဂိုမှာ client တယောက်ကိုကျွန်တော် apartment လိုက်ပြနေနေဒီကျွန်တော် company ကတင်တဲ့ဒီ apartment ပေါ့နော်အဲကျွန်တော်လိုက်ပြချင်တာဖြစ်ပါတယ်ဆိုတော့ဒီနေ့ကနှင်းဆကြတဲ့နေ့ဆိုဆက်ပြီးတော့အေးလာရောနော်ဆိုတော့ဒီမှာနှင်းနေအများကြီးဖြစ်နေပြီဆိုတော့ apartment ကအထဲမှာဘယ်လိုရှိလဲကျွန်တော်လည်းပြမယ်ဆက်ကြည့်အောင်ရပါတော့သူမအိတ်ခံဆုံးကနေနိုင်ရွယ်နှခံပါတယ်ကျွန်တော်လည်းကြိုက်တယ်เนาะဆိုတော့ဒီခန်းကအိတ်ခံဆုံးနေရာလေးပင်သူဒီဘက်ဘေးမှာကဒီ foreign line ပါเนาะဒီ balcony ပါတယ် ီနေ့ကနှင်းကြတော့ဟောအနှင်းအစ်စ်တွေပါလို့ဒီရသေးသစအေးလာပြီနေ့နေ့လည်းကြာဆိုတော့အမသောဒီဘက်မှာအိတ်တက်တခံဘာလို့နော်ဟဲ့ပြီးရင်ရမအိန္ဒာယီချိုခန်ဒါမီးဖို့ကြောင်းမီးဖို့ကြောင်းတော့ဒီ fitness နဲ့ finance တုံးလာတယ်ပြီးတော့ဒီအာရေတက်တာပါတာမီးတက်တခံဒါကျွန်မ closer နဲ့ပြင်ပေါက်ပါတယ် တော့ဒီခိုင်းရဲ့ feature set ကတော့နှစ်ဖက်လိုဖြစ်နေတာပေါ့နော်ဆိုတော့အောက်ကကြည့်ကျွန်တော် A apartment ဆိုရင်မှဒီအင်းအင်းမှနေရာပုံစံလိုခံပါလေဟဲ့ဆိုတော့ဒီမှာက basement ဆိုမျိုးပေါ့နော်ဒါအမီနှစ်ဖက်လည်းဖြစ်တယ်နော်ဒီဘက်ကရှိတယ်ဒီမှာလည်း space တော့ရှိတယ်ပေါ့ဒီမှာ office ဖြစ်ဖြစ်ကိန်းဖြစ်အဲ့ပေါ်မှာသာမီးရတယ်ဒီနေ့ဘောရှာရတဲ့ကြောင်ရတဲ့ပါပီတာ ေနားရတဲ့ခဏခဏဒီခါကျွန်တော်တစ်ခါလဲကြုံပါတော့ကျွန်တော် group discount listing နဲ့လိုက်ကြတာဖြစ်ပါတယ်ကျွန်တော်အပွင့်မှတ်ခုသွားတော့เนาะအဲ restaurant လောက်ပါမယ်ဘယ်ပါ